အားလုံးပဲမင်္ဂလာပါဘဲကပ်သရှေရိုဂရင်းကပါဝင်တဲ့ Hero Reban Spotlight အစ်စ်ကနေကြိုဆိုလိုက်ပါတယ်ဒီရီဝက်ပါတော့ဘဲကပ်ကသူ့ရဲ့ကျန်းမာတဲ့ band stand ကိုစတင်ထားမှာဖြစ်ပေမဲ့ဂျန်သူရဲ့မြင်ကွင်းရှိမှာရှိနေတဲ့အခါကျရင် movement speed နဲ့ HP ပြန်လည်ဖြည့်တင်းခြင်းတော့ကခုဆိုရင်တိုးလာမှာပဲဖြစ်ပါတယ်ဒါပြင်သူ့ရဲ့ Parama Skill ကခုဆိုရင်ခူတောင်းပို့တိုးသွားမှာဖြစ်ပြီးခုဆိုရင်သူ့အနေနဲ့ Deadly Stinger တွေကို passive sense stack လုပ်နိုင်မှာပဲဖြစ်ပါတယ် Shadow Bringer ဘဲကပ် passive shadow of stakes ဟက်ကာရဲ့ passive ကိုအပြေးဝ rework လုပ်ပေးထားပါတယ်ဟက်ကာကခုဆိုရင်သူ့အနေနဲ့ရန်သူရဲ့မြင်ကွင်းမှာမရှိတာနဲ့ prowler အခြေအနေဖြစ်သွားမှာဖြစ်ပြီး movement speed ကိုရရှိမှာဖြစ်ပါတယ်တကယ်လို့သူ့အနေနဲ့ damage မထိဘူးဆိုရင် hp ကိုဇက်တိုက်ပြန်လည်ဖြည့်တင်းမှာပဲဖြစ်ပါတယ်ဟက်ကာကိုရန်သူကတွေ့သွားချိန်မှာတော့သူကအပိုဆောင် movement speed နဲ့ attack speed ကိုရရှိမှာဖြစ်ပြီးအချိန်ကြာပြီးမှတော့ prowler ခြေနေကနေထွက်သွားမှာပဲဖြစ်ပါတယ် ဂျာဒူဟီရိုကဟဲကဲ damage နဲ့တေသွားတဲ့ခါကျရင်ဒရိုတွေကမြူကိုအနှက်ရောင်တွေထုတ်လိုက်မှာဖြစ်ပြီးဟဲကဲကတော့အဲ့ဒါကိုထိလိုက်တဲ့ခါကျရင်ကိုပြောက်သွားမှာပဲဖြစ်ပါတယ်ဒီဖက်မှာသူ့ကိုယ်ပိုင်ကူတောင်ရှိမှာပဲဖြစ်ပါတယ်ပရမစကိန် Hidden Terror ဟဲကဲရဲ့ပရမစကိန်ကပြင်မဲ့ဦးဒီဘက်ကိုချက်ချင်းခုံသွားနိုင်ပြီးချိန်ထဲမှာပဲရန်သူတွေကို damage ထိစေပြီးတော့နှေးစေနိုင်ပေသူရဲ့ blink ခုံတိုင်းစွမ်းကိုဆက်လက်ထိမ့်သိမ်းထားမှာပဲဖြစ်ပါတယ်သို့တော်လည်းပရမစကိတ်မှာမက်ကနစ်အသေးတစ်ခုကိုထပ်ထည့်ပေးထားပါတယ်။ဟဲကဲကသူ့ရဲ့ပရော်လာခြေနေမှာရှိနေတဲ့အခါကျရင်ဒီစကိတ်ရဲ့ကူးတောင်းကတော်တော်လေးလျော့သွားမှာဖြစ်ပြီး ကိန်းနဲ့ထိမိတဲ့ရန်သူတွေကကျွန်တော်ဖိုင်းဖြစ်သွားမှာပဲဖြစ်ပါတယ်။ဒူရီယာစကိန်းဒတ်လီစတင်ကာဟဲကရဲ့ဒူရီယာစကိန်းမှာတော့အပြောင်းလဲသိမ့်မရှိပါဘူး။၎င်းကိုသုံးတဲ့ခါကျရင်ဒတ်လီစတင်ကာရိအကုန်လုံးကိုပြတ်မှတ်တင်းညာစီပြတ်လွတ်မှာဖြစ်ပြီးရန်သူတွေကို physical damage ထိစေမှာပဲဖြစ်ပါတယ်။တိုးတော်လဲခူးဆွေတော့ဟဲကကပရော်လာချင်းနေမှာရှိနေခါကျရင်ဒတ်လီစတင်ကာစတက်တွေကို passive ဆန်ဆန်ရရှိမှာဖြစ်ပါတယ်။ Ultimate Dark Knight Ball ရဗန်ပြလောက်ထားတဲ့ဟဲကက်အာတီမိတ်ကအတက်စပီဒါမုံအပူဆောင်ဓာတ်တီစတင်ဂါစတက်တွေကိုပေးတော့မှာမဟုတ်ပေမလဲဒီစကေးအဓိကမက်ကနစ်တွေကတော့မပြောင်းမလဲရှိနေအောင်မှာဖြစ်ပါတယ်အာတီမိတ်ကရန်သူရဲ့မြင်နိုင်စွမ်းပွားဝေးကိုရှော့ချပေးအောင်မှာဖြစ်ပြီးအသုံးပြလိုက်တဲ့အခါကျရင်၎င်းတို့ကမာမိတ်တွေဗမာရှိမတ်မမြင်ရစေမှာပဲဖြစ်ပါတယ် နေရင်းစင်မှာတော့ရန်သူတွေကိုတာဖိုင်ဖြစ်သွားအောင်သူ့ရဲ့ပထမစကေးကိုတုံးပြီးအိုင်နာမမဒမ်းမိတ်များများထိစေဖို့သူ့ရဲ့ဒုတိယစကေးကိုဆက်သုံးပြီးတော့ basic attack တွေနဲ့ရန်သူတွေကိုတတ်နိုင်ဖို့သူ့ရဲ့ passive ကရရှိတဲ့ပိုဆောင် movement speed နဲ့ attack speed ကိုဆက်သုံးပါအတင်းလိုက်တိုက်ခိုက်ခြင်းမှာကတော့ရန်သူရဲ့မြင်နိုင်စွမ်းကိုမရှင်းမလင်းဖြစ်သွားအောင်ဖဲခဲ့အာတီမိတ်ကိုတုံးပြီးအိုင်နောက်မှာတော့ပြော့တဲ့ဟီးရိုးကိုသူ့ရဲ့ပရမစကေးတုံးပြီးတော့လူဒါစကေးဆက်တုံးထားတဲ့ကွန်ဘိုနဲ့ပြတ်မှတ်ထားပြီးတော့တပ်ပြီးသွားတဲ့ခါကျရင်သူ့ရဲ့ပတ်စိတ်ကနေရတဲ့အနေအောင်မြူကိုတွေကိုတုံးပြီးထွက်ပြေးပါထပ်တိုင်းဖို့အတွက်ပရောလာချင်းနေမှာနေပြီးကူတောင်းပြန်ပြေးလာတာကိုစောင့်ပါ ဟဲကဲမှာမြန်မာရဲ့ best damage ရှိပြီးဒီချိန်ထဲမှာပဲတီးတာတဲ့ sustain damage တွေကိုပါပိုင်ဆိုင်ထားပြီးမယ်။သူ့အနေနဲ့ရန်သူမြေခွေးမှာကြာကြာနေမယ်ဆိုရင်တော့သူ့ရဲ့အားသာချက်ကိုခက်မြဲမြဲမြဲဆုံးဆုံးသွားမှာဖြစ်ပါလိမ့်။ level 1မှာတော့ဟဲကဲဒုတိယ scale ကိုအစီအမြင်ပြီး၎င်းကိုသူ့ရဲ့အဓိက damage အရေးမြင့်နေတဲ့ဆက်လက်ဦးစားပေးပြီးအစီအမြင်ပါ။ရန်သူတွေကို deadly stinger တွေအကုန်လုံးနဲ့ဇက်တိုက်ထိစေနိုင်ဖို့သူ့ရဲ့ K2 ကိုရန်သူစီတဲ့ချိန်ပါ ဂိမ်းမတွေကို terrifying ဖြစ်စေဖို့ brawler အခြေအနေမှာရှိနေတော့ hacker ရဲ့ပထမ skill ကိုသုံးပြီးအမြင့်ဆုံး damage ကိုပေးနိုင်ဖို့သူ့ရဲ့ဒုတိယ skill ကိုဆက်သုံးပါ hacker ရဲ့ passive ကနေရရှိလာတဲ့အနက်ရောင်မြူကိုတွေရဲ့သူ့ရဲ့ ultimate ကမြင်နိုင်စွမ်းကိုစောချမှုရနေဆိုရင် hacker အနေနဲ့ရန်သူမြေဝင်းကနေလွယ်ကူစွာထွက်သွားနိုင်မှာဖြစ်ပြီးနောက်နဲ့ခြုံကိုတိုက်ခိုက်မှုလုပ်ဖို့အတွက်သူ့ရဲ့ passive ကိုအသက်ဝင်စေပြီး cooldown တွေကိုရော့စေနိုင်မှာပဲဖြစ်ပါလိမ့် ဘတ်စတင်ဆပ်တင်ဓာမီကြောင့်အများကြီးရှိသေးပြီးချိန်ထဲမှာပဲအသက်ရှင်နိုင်စွမ်းကိုလစ်လို့မရှိမိစေဖို့ကျွန်တော်နေတဲ့ဒီဘေးကိုဟဲကတ်အတွက်အကြံပြုလိုပါလိမ့် Corruption site ကတော့ဟဲကဲအဓိက equipment ပဲဖြစ်ပါတယ်သူရဲ့ Dudeus Key ကလည်းရရှိတဲ့ Dart Listing ကတော့၎င်းရဲ့ပူဆောင်ဓာမီကို trigger ဖြစ်စေမှာဖြစ်ပြီးသူရဲ့ပူဆောင် attack speed ကိုချက်ချင်း stack ဖြစ်စေမှာပဲဖြစ်ပါတယ် Hacker ရဲ့ best damage ကိုတိုးစေဖို့ Blade of the Half the Sea ကိုထပ်ထည့်ပြီးသူရဲ့အသက်ရှင်နိုင်စွမ်းကိုပိုကောင်းစေဖို့ Rose Gold Battle ကိုထပ်ဆက်ပါ ကျွန်တော်အနေနဲ့ဟဲကတ်အတွက်သူ့ရဲ့ဂျန်ကယ်လုံးနိုင်စွမ်းနဲ့ best damage ပေါ်အောင်ဆနိုင်ဖို့ဒီ ambulance setup ကိုအကြံပြုလိုပါလိမ့်ဟဲကယ်ဒူရော့စကီးကရရှိတဲ့ damage က၄ရက် ignition effect ကိုခက်မှန်မှန်ပွင့်စေနိုင်မှာဖြစ်ပြီးဂျန်ကယ်ကိုမြန်ဆန်စွာရှင်းနိုင်ဖို့အတွက်သူ့ရဲ့ passive က season hunter နဲ့ကောင်းကောင်းကိုက်ညီမှာပဲဖြစ်ပါလိမ့်ဟဲကဲစကီရီကသူ့ကိုထူးချွန်တဲ့ဂျန်ဂလာနဲ့ဂန်ကာဖြစ်စေနိုင်တာကြောင့်ကျွန်တော်တို့အနေနဲ့ retribution button spare ကိုယူဖို့အကြံပြုလိုပါတယ်။ ိုက်ကက်ကရန်သူတွေကိုသူ့ရဲ့ရွေးရှားနိုင်စွမ်းနဲ့ခက်မြန်မြန်ချင်းကန်လာပြီးလေလာ၊ချန်ကောဖေးရိုးလိုဟီးရိုးတွေကိုသူ့ရဲ့ဘက်စတမ်းနဲ့ခက်မြန်မြန်ရှင်းထုတ်နိုင်ပါလိမ့်။ဟက်ကန်ဒီနဲ့ဖရက်ဒရစ်ဗယ်လာရစ်နဲ့ကော်ရကာချာတို့လိုမျိုးသူ့ရဲ့ဘက်စတမ်းနဲ့တခြားတဲ့မရှင်းနိုင်ပဲတန်ဟီးရိုးတွေကိုရှောင်သင့်ပါလိမ့်။ဟက်ကန်ဒီနဲ့သူ့ရဲ့စီစီနဲ့မိသွားမယ်ဆိုရင်သူ့ရဲ့အသင်းဖော်တွေနဲ့ပေါင်းပြီးသူ့ကိုခဏလေးနဲ့ရှင်းနိုင်ပါပဲဖြစ်ပါလိမ့်။ဟက်ကရဲ့အာတီမိတ်ကရန်သူရဲ့မြင်ကွင်းကိုရှင်းချဖို့အတွက်ကောင်းမှုပြီးသူနဲ့သူ့အသင်းအတွက်ရန်သူတွေကိုတိုက်ခိုက်ရမှာပိုလွယ်ကူစေနိုင်ပါလိမ့်။ ဒါပြင် Tiger ရဲ့ Esmeralda နဲ့ Terrestra တို့လိုမျိုး CC ပါတဲ့ Hero တွေကဖဲကန်နေတဲ့ရန်သူတွေကိုကျင်းစီပေါက်တတ်နိုင်စေဖို့ပူးတွဲလှုပ်ဆောင်ပေးနိုင်ပါတယ်။အိစာပိုင်းမှာတော့ဖဲကဲရဲ့မြန်ဆန်တဲ့ဂျန်ကလင်လုံနိုင်စွမ်းကသူ့ကို level 4မြန်မြန်ရောက်စေနိုင်ပြီးဂက်မြန်မြန်လုံစေနိုင်မှာဖြစ်ပါတယ်။ ဒိန်းအောင်ပိုင်းအတင်းလိုက်တိုက်ခိုက်ခြင်းတွေမှာတော့ဟဲကက်ကအားပြိုတဲ့ရန်သူတွေကိုအောင်ဆိုင်တင်ပြီးသူ့ရဲ့မြန်ဆန်တဲ့ရွေးရှားနိုင်စွမ်းနဲ့ရန်သူတွေရဲ့မြင့်ကွင်းကိုချော့ချနိုင်တဲ့အားချမိတ်ကိုတုံးပြီးတပ်ဖြတ်ဖို့အတွက်ခွင်းကိုဖန်တီးနိုင်ပါတယ်။ဟဲကက်နေတဲ့အနောက်မြို့ကိုတွေကိုထွက်ပြေးဖို့အသုံးပြုနိုင်ပြီးနောက်တစ်လှည့်အတွက်သူ့ရဲ့စကင်းတွေကိုအစင်းသိမ့်ပြင်နိုင်ပါတယ်။ Revamp ပြုလုပ်ထားတဲ့ Hacker က April 24ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပြီး starting trust ရှိတဲ့ရဲတပ်ဘက်မှာတင်းအနေနဲ့300ရာခိုင်နှုန်းစော်စည်းကိုရရှိနိုင်မှာဖြစ်ပါလိမ့်။နောက်တစ်ချိန်တိုင်အထိဒုံးတို့ရင်းတင်းတဲ့သူလမ်းတို့တောင်းမှာပြန်ဆောင်ကြတာပေါ့။ Triple kill